ဒီမှာမနေ့ညကျွန်တော် channel မှာတင်ပေးထားတဲ့ဒီ buff fight game လေးအကြောင်းကိုကျွန်တော် detail လေးရှင်းပြပေးမယ်။အဲ့တော့ဘယ်လိုဆော့ရတာလဲပေါ့နော်။အဲပတ်စံဘယ်လိုထွက်ရလဲ။နောက်ဆုံးများဒီကို refer ရှာစရာလူမရှိတော့အောင်ဘယ်လိုဂျန်ဖမ်းပြီး refer ရှာလို့ရမလဲဆိုတာလေးကဆက်ကျွန်တော်သေးသေးလေးပြပြပေးမယ်ပေါ့နော်။အဲ့တော့ဒီ channel နဲ့ဒီ channel ဒီမှာလည်းဒီလိုသူတို့ဒီလို game အကြောင်းရှင်းပြတာရှိတယ်။ brother တို့နားလဲကောင်းနားလဲလိမ့်မယ်။မလဲတာလည်းရှိလိမ့်မယ်ပေါ့နော်။အဲ့တော့ဒါကျွန်တော်ဒီနေ့မှာတော့မြန်မာလူကြီးတရားရှင်းပြပေးမှာဖြစ်ပါတယ်။အဲ့တော့ဒီ download လုပ်ခြင်းနဲ့ဆိုရင်တော့ဒါကျွန်တော် channel မှာတင်ပေးထားပါ ကြတော့ Bible VPN သုံးလဲဆို Dot VPN နေလဲရတယ်။အနောက်တစ်ခုဒီ Live Chat VPN နေလဲရတယ်ပေါ့နော်။အဲ viewer support ရတဲ့ VPN မှန်တယ်မြတ်အကုန်သုံးလို့ရပါတယ်။ line လေးတော့ကောင်းမှုလိုပါမယ်။ Okay အဲ့ဒါဆိုလို့ရှင်ပြီးရင်တော့ဒီ buffer တဲ့ကိုဝင်လိုက်ပါပေါ့နော်။ပထမဆုံးကအကောင့်မလုပ်ရသေးဘူးဆိုရင် browser တော့က Google နဲ့ Facebook နဲ့ချိန်မှလာမေးတယ်။အဲ browser တော့ option တစ်ခုဖြစ်တဲ့ Google နဲ့ပဲအမြန်အောင်ချိန်လိုက်ပါ။အဲ့တော့ Facebook နဲ့ချိန်စရာမလိုပါဘူးပေါ့နော်။ရပါတယ်။ ဟိုဘက်ကောင်လေးတောင်းနဲ့ချိန်လိုက်ပါဆိုဝင်လာလိမ့်မယ် UI ကိုကျွန်တော်တခုချင်းအသေးစိတ်ရှင်းပြပေးမယ် gain နဲ့ကိုမြင်လာနေဟာရှုပ်နေတာပဲဘလူးမျိုးဆော့ရမှာလဲဆိုတာမျိုးမဖြစ်ရလေအောင်ကျွန်တော်အသေးစိတ်ပြပြပေးမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ဒီဘာမှမဆောက်ရင်အပေါ်သုံးတန်းနဲ့အရင်ဆုံးစားလဲရအောင်ပေါ့နော်ဒီအပေါ်သုံးတန်းဒီ icon လေးကနေအရင်ဆုံးစားလဲရအောင်ပါအဲ့တော့ဒီ gain icon လေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အကောင့်ကိုမြင်ရမှာဖြစ်ပြီးတော့ဒီမှာဆိုလို့ရှိရင်တော့ဒီလို user လေးမြင်ရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာလို့ရလဲဆိုလို့ရှိရင်ဒီမှာကတော့ပထမဆုံးကျွန်တော်တို့မှာရှိတဲ့ဂိုးကွိုင်မှာအဲ့ဂိုးကွိုင်ကိုမြင်ရမှာပါအဲ့ဂိုးကွိုင်ကနေပြီးတော့တကယ်တမ်းကျတော့ပြောင်းလို့ရတယ်ပေါ့နော်ဒီ ငွေထုတ်တဲ့အပြာအောင်လေးကိုပြောင်းလို့ရပါတယ်အဲ့တော့အဲ့ဒီကောင်လေးကိုပြောင်းမယ်တော့ဆိုရင်ကျွန်တော်ဒီကောင်လေးနှစ်ခု level ကနေပြီးတော့ level mat နေမှရမှာပါအဲ့တော့ဒီဘက်ကောင်လေးတော့ဆိုဒီဒီဒီနှစ်ခုပေါ့သူပြထားတဲ့အိုက်ကောင်လေးနှစ်ခုအိုက်ကောင်က level 20နဲ့ level 30အတီးတီးမတ်နေရမှာပါပေါ့နော် okay အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီကိုယ်ထဲမှာရှိတဲ့ဂိုးကွိုင်းတွေကနေဒီပတ်စံထုတ်လို့ရတဲ့အပြာရောင်ပတ်စံကိုပြောင်းလို့ရမှာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်ပြောပြဖို့အတွက်ဆိုရင်ဒီဒီကနေပြန်ထွက်လိုက်မယ်ဒီမှာဒီကောင်လေးကိုပြောတာဖြစ်ပါတယ် เนาะတော်ပြောပြချင်တာဒီမှာဒီမှာ goal point ပတ်ဆိုင်အပြောင်းအပြောင်းပတ်ဆိုင်နဲ့အနီရောင်းပတ်ဆိုင်ဆိုပြီးဒီ game မှာနှစ်မျိုးထုတ်လို့ရပါတယ်နှစ်မျိုးထုတ်လို့ရတယ်ဗောနော်အဲ့နှစ်မျိုးထုတ်လို့ရခုနကတော့ဟာကျွန်တော်ဘယ်ကောင်လဲပဲ ဟိုပါဗောနော်20ထိ20နဲ့ level 10တင်ခိုင်းနေအောင်ဒီကောင်လေးတွေဖြစ်ပါတယ်เนาะဒီကောင်လေးတွေကျွန်တော်ခုဆိုရင် level 7ခွန်ရှိတယ်နောက်တစ်ခုကကျတော့ level 6ရှိပါတယ်အဲ့ဒီကောင်လေးနှစ်ခုတစ်ခုကကျတော့ဒီကောင်လေးအပေါ်ကကောင်လေးကကျတစ်ခုက level 20အောက်ကကောင်လေးတစ်ခုက level 10အမြင်ဆုံး match တင်လိုက်ပါတင်လိုက်လို့ရှိရင်ကျွန်တော်တို့ခုနကတော့ဒီ goal coin ကနေပြောင်းလို့ရတယ်ဆိုတော့ဒီ goal coin ကိုပြောတာဖြစ်ပါတယ်ဒီ goal coin ဘယ်ရရမှာလို့ဆိုရင် gain ဆောင်ရင်ရမှာပါเนาะဒီ gain ဆောက်လို့ရှိရင်ဒီ goal coin လေးတွေရလာမှာဖြစ်ပါတယ်အဲ့ goal coin လေးတွေကနေအဲ့ goal coin လေးတွေကနေပြီးတော့ကျွန်တော်တို့ကဒီခုနကတော့ဒီအပြာရောင်ပတ်စံအဖြစ်ပြောင်းလဲလို့ရမှာဖြစ်ပါတယ်ဗောနော်ဒီအပြာ ောင်းပတ်ဆိုင်ဒီ goal point ရဲ့အပြောင်းပတ်ဆိုင်ပြောင်းလို့ရမှာအဲ့ဒါဒီ level နှစ်ခုမှတ်မှာပေါ့နော်အဲ့ဒါဆိုရင်အဲ့ခန္ဓာကိုရှင်းသွားမယ်လို့ထင်တယ်နားလည်မယ်လို့လည်းကျွန်တော်မျှော်လင့်တယ်နားမလည်လို့ရှင်ဗီဒီယိုလေးနည်းနည်းလေးပြန်ရိပ်ပြီးတော့နားထောင်ကြည့်ပါအဲ့ဒါဆိုလို့ရှင်ကျွန်တော်ပြန်ပိုင်းဟာဒီကန္နာတခုပြီးတော့အဲ့ဒါဆိုလို့ဒီပတ်ဆိုင်အပြအနီရောင်ပေါ့နော်ဒီပတ်ဆိုင်အနီရောင်ကဘယ်လိုထုတ်တာတုံးဆိုလို့ရှင်ကျွန်တော်ဒီအနီရောင်ကြောင်းပြပြမယ်အဲ့တော့ဒီအနီရောင်ကလည်းသူကပတ်ဆိုင်ထုတ်လို့ရတယ်အပြရန်ကလည်းထုတ်လို့ရတယ်အနီရောင်လေးကိုနှိပ်လိုက်ပါအနီရောင်ဆိုလို့ရှင်တချို့သူတွေကကြတော့ K နဲ့ဖြစ်လိမ့်မယ်တချို့သူတွေကကြတော့အဲ ဒေါ်လာနဲ့ဖြစ်လိမ့်မယ်တချို့လူတွေက RM နဲ့ဖြစ်လိမ့်မယ်ဘယ်ဟာပဲဖြစ်နေပါစေ brother တို့ရေကျွန်တော်တို့အကုန်လုံးကပတ်စံထုတ်လို့ရပါတယ်ငါဟာကြီးက K မှု K ဖြစ်နေလို့အာသူ့ဟာကျတော့ RM ဖြစ်နေလို့သူ့ဟာဒေါ်လာဖြစ်နေလို့ထုတ်မရဘူးလားဆိုမဟုတ်ပါဘူးအကုန်လုံးကပတ်စံထုတ်လို့ရတယ် withdraw method ကလည်းကျွန်တော်ပေးပန်နေပဲထုတ်ရမှာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ 31K ရာနေစပြီးထုတ်လို့ရမှာပါ 31K ရာနေစပြီး 63K 100K ထိအကုန်အသီးသီးထုတ်လို့ရပါတယ်နော်အဲ့တော့ကျွန်တော်ပြောချင်တာကသူ့တန်ချင်းနဲ့သူပေါ့နော်ကျွန်တော်သူ့တန်ချင်းနဲ့သူတော့ရှိပါတယ်အဲ့တော့ဘယ်ဟာဘယ်လိုမျိုးဒေါ်လာဘယ်လောက်ရတာလဲဆိုလို့ရှိရင်တော့အဲ့ဒါတော့ကျွန်တော် ဟိုဘယ်လိုပြောမလဲဗျာသူ currency တစ်ခုနဲ့တစ်ခုမတူပါဖြစ်တဲ့အတွက်အတိအကျတော့ပြောလို့မရဘူးသူတက်မှတ်ထားတဲ့ဒီ limit position စထုတ်လို့ရမယ်ပေါ့နော်ဒီတစ်ခုကကြတော့ဒီအပြာရောင်ပတ်စံပါဒီအပြာရောင်ပတ်စံရင်လည်းကျွန်တော်တို့ကသူကဒီကဲလို့ brother တို့အခုကျွန်တော်ဒီမှာ364ဆိုလို့ရှင်ဒါထုတ်လို့ရပြီတော့ withdrawable ဆိုသူပြရတယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ဒီနေရာမှာ 3k ဖြစ်ခဲ့ k ရပေါ့နော်200တို့ပါလို့100တို့ဖြစ်နေရဆိုတော့ထုတ်လို့မရပါဘူးတော့ဒီမှာဆို364ဖြစ်တဲ့ဆိုလို့ရှင် withdraw all နှိမ့်ရမယ်ဆိုဒီမှာ paypal နဲ့သူကထုတ်ဖို့ gmail တောင်းတယ်ပေါ့နော် gmail တောင်းပါတယ်အဲ့တော့တစ်ခုရှိတာဘာလို့ဆိုရင် တကယ်လို့ तू อ่ะ k နဲ့ထုတ်မယ်ဆိုလို့ရှိရင်တော့ तू 0.1ဒေါ်လာပြည့်အောင်ဒီ तू ဆော့ခိုင်းပါတယ်အဲတကယ်လို့ဒီမှာထုတ်လို့မရသေးဘူးဆိုလို့ရှိရင် तू ဒိုင်ယာလော်လင်းနဲ့လာပြရပါတော့မင်းအနေနဲ့ပတ်စံထုတ်ခွင့်မရသေးပါဘူးပေါ့နော်0.1ဒေါ်လာပြည့်အောင်ဒီဆက်ဆော့ပြီးတော့ထုတ်ပါဆိုပြီး तू ပြရပါဒါမှမဟုတ်အခုကျွန်တော် 3k 3မှာပြည့်သွားတဲ့ခါမှာတော့ तू ကဟိုဖြစ်တယ်ပေါ့နော် try ထုတ်ခွင့်ပေးပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကနောက်တစ်ခုကဘာလဲဆိုရင် ဒီအောက်ကဟာလေးပေါ့နော်ဒီအောက်ကကောင်လေးတွေဖြစ်ပါတယ်ဒီမှာ tax ရဲ့ကျတို့ဟာ activity ရဲ့ကျတို့ invite ရဲ့ဆိုပြီးဖြစ်ပါတယ်အဲ့တော့ကျတို့ပြောချင်တာဒီ tax ကကျတို့ဒီ tutorial လို့ပါပဲတော့နော်သူက daily test လေးတွေ sort ပေးရမှာဖြစ်ပါတယ်ဒီ online test ပေါ့နော်ဒီပထမဆုံးဒီဟာလေးတခုချင်းကျွန်တော်ပြပြပေးမယ်ဒီ online တိုင်း online တိုင်းဆိုတာကျတို့ဒီ gain ထဲမှာအကြကြနေပေးရတဲ့အချိန်ဖြစ်ပါတယ် gain ထဲမှာအကြကြနေပေးလေကျွန်တော်တို့ကဒီအချိန်လေးတွေကဒီ30ပိုင်း30လေးတွေလေးတိုးလာပြီးဒီ receipt ကိုနှိပ်လို့ရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျတို့ဒီ receipt ကိုကျွန်တော်နှိပ်ကြည့်လိုက်မယ်ပေါ့နော် โอเคအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာအပြာရောင်ပတ်ဆိုင်လေး20နဲ့ကျွန်တော်တို့ဒီဝါလေးပေါ့เนาะဒီ activity coin လေးကျွန်တော်5ခုပေါက်ပါလေအဲ့ဒါဆို i know ကိုနှိပ်လိုက်ပါเนาะโอเคအဲ့ဒါဆိုလို့ရှင်ကျွန်တော် test တစ်ခုပြီးသွားပါပြီเนาะ test တစ်ခုပြီးသွားနောက်တစ်ခုဟာတွေကကျွန်တော်တို့ကဒီ pass တဲ့ level ဆိုတာကျွန်တော်ဒါ gain ဆော့ပေးရမှာပါ level 10ခုဖြစ်ဆော့ပေးရမှာပေါ့เนาะဒီမှာ0ဘိုင်10ပြတ်ထားပေါ့เนาะ level 10ခုပြီးအောင်ဆော့ပေးရမှာကြာဒီအားတော့ကျွန်တော် video ကြည့်ပေးရမယ်အဲ့တော့ video ကြည့်ပေးရမယ်ကျွန်တော်တို့ every video ဆိုတာဒီ ဒိန်းစော့ဘေးတိုင်းဗီဒီယိုလေးကြည့်ပေးရမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီ complete intraday test ဆိုတဲ့ကောင်လေးကျွန်တော်ပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာမှာပြောချင်တာဒီဂိမ်းကကြော်ညာကြည့်ချင်တိုင်းကြည့်လို့မရပါဘူးပေါ့နော်ဗလားသားတို့ကြော်ညာအကန့်အသတ်ရှိပါတယ်ကြော်ညာကြည့်တာများသွားလို့ရှိရင်သူကကြော်ညာ daily limit ပြည့်ပြီဆိုပြီးတော့ဆက်ကြည့်လို့မရတော့တဲ့အခါမျိုးတွေဖြစ်လာတာပါတယ်အဲ့အားကြောင့်မလို့ဗလားသားတို့ကဒီ daily test ထဲမှာပါတဲ့ဒီကြော်ညာဒီအကောင်ပေါ့နော်ဒီ test နှစ်ခုကိုအရင်ဆုံးဗလားသားတို့အပြည့်အောင်အရင်ဆုံးကြည့်ပေးပါပေါ့နော်ဒီ ီဒီယိုတစ်ခုကကြာတော့ကျွန်တော်ဘယ်လိုမျိုးတုံးဆိုလို့ရှင်ဂိမ်းဆော်ရင်ပြီးရင်ဂိမ်းဆော်ပြီးလို့ရှင်ရတဲ့ဗီဒီယိုကြည့်ရတာရှိတယ်ကျွန်တော်ဒီဗီဒီယိုကြည့်ဒီတန်းနှိပ်ကြည့်ရတာမျိုးရှိတယ်ပေါ့နော်โอเคအဲ့ဒါဆိုရင်အဲ့ဒီနှစ်ခုကတော့နားလည်သွားလိမ့်မယ်လို့ထင်တယ်အဲ့တော့ဒါဆိုလို့ရှင်ကျွန်တော်ဒီ complete ဒီ intraday tag ဆိုတဲ့ကောင်ဘယ်လိုလုပ်ရတာတုံးဆိုတော့သူကဂိမ်းဆော်ခိုင်းတာပါနော်ဒီဂိမ်းဆော်ခိုင်းတာဆိုတော့ဒီ တက်တူပလေးကိုနှိမ့်လိုက်လို့ရှိရင်ကျွန်တော်တို့ကဂိမ်းသောတဲ့ဒီ website လို့ရောက်သွားမှာဒီလိုမျိုးပေါ်နေတယ်ပေါ်နေတယ်ဆိုလို့ရှိရင် browser ဒီထက်ကနေမထွက်ဖဲနဲ့ခဏလေးပေါ်နော်မိနစ်အနည်းငယ်လေးစောင့်ပေးလိုက်ပါပေါ့နော်စောင့်ပေးလိုက်ပါအဲ့ပြင်မပြည့်တိရအောင်လို့ကျွန်တော်တို့ back cloud လေးကိုနှိမ့်ကြည့်လိုက် back cloud လေးနှိမ့်ချက်ဆိုဒီမှာအတန်းလေးကဒီနားမှာရှိနေတွေ့လားနော်အတန်းလေးကဒီနားမှာရှိနေအဲ့ဆိုရင် browser တို့ကနေပြီးတော့ဆက်ပြီးတော့နေပေးလိုက်ပါနေပေးလိုက်ပါဆိုတော့ကျွန်တော်တို့ကဒီမှာ continue တက်ကိုနှိမ့်ပေးလိုက်ပါပေါ့နော်အဲ့ဆိုတော့ဒီပုံစံနဲ့ပြန်ပေါ်လေးနေမှာဒီ test screen လေးတိုင်းပဲနေပေးလိုက်ပေါ့နော်အမှန်သူကဒီ WhatsApp error တက်နေတာပေါ့နော်အဲဒါကြောင့်မလို့ကြောတဲ့ဒီမှာ gain တွေပေါ်မလာတာတကယ်တမ်းဒီနေရာမှာသွားပြီး gain ဆော့ပေးရမယ်ဟာဖြစ်ပါတယ်အဲဒါဆိုလို့ရှင် browser တို့ဒီမှာဒီမှာခဏစောင့်ပေးလိုက်အဲဒါဆိုကြောခဏတောင်းလောင်းနေလို့ရှင် bug ကိုတစ်ချက်ထပ်နေကြီးအဲဒီမှာအတန်းလေးဒီနားကိုရောက်လာတွေ့လာအဲအတန်းလေးပြည့်အောင်လောက်ဒီစောင့်ပေးလိုက်ပါနော် okay အဲဒါဆိုရင်ကြောဒီမှာ test ကိုသူကဒီတကယ်ရဲ့ test ကိုသူကဆက်လုပ်နေတာပေါ့နော်အဲဒါဆိုကြော browser တို့ခဏစောင့်ပေးလိုက်ပါစောင့်ပေးပြီးလို့ရှင်ကြော bug တစ်ချက်နေကြီးလိုက် ပေါ်သေးလားအဲဒီမှာအဲ့ဆိုရင်ကျတော့ဒီမှာ congratulation ဆိုပြီးဒီမှာပေါ်လာပြီပေါ့နော်အဲ့ဒါဆိုရင်ကျတော့ I know ကိုနှိပ်ပြလိုက်ပါတော့အဲ့ဆိုရင်ကျတော့ test test ပြန်ထွက်သွားလိမ့်မယ်ဒီလိုမျိုး9ကလောက်ပြီးရမှာဖြစ်ပါတယ်9ကလောက်ပြီးသွားလို့ရှိရင်ဒီ test လေးကဒီနေရာမှာ complete ဖြစ်သွားပြီခုနဒီကလိန်းလို့ကလိန်းတယ်လို့ကလိန်းလို့ရတော့မှာဖြစ်ပါတယ်ပေါ့နော်အဲအဲ့လိုမျိုးဒီ test တွေ daily set တွေအကုန်လုံးအဲ့လိုမျိုးလုပ်ဝေးပြီးသွားလို့ရှိရင်ကျတော့ဒီနောက်ဆုံးမှာ k 1000ပေါ့နော်တော်တော်တယ်ဟုတ်လားမလား တစ်ဆယ်တရာတောင်တထောင်ထိရမှာဖြစ်ပါတယ်ဗောနဒီ test အခုတရာထိလုပ်ပေးလာဗောနအဲအဲ့ဒါ daily test ဖြစ်ပါဒါနေ့စဉ်နဲ့အမြပြောင်းနေမှာဗောန okay daily test ဘေးကကျွန်တော်ဗာလဲဆိုလို့ရှင်ကျွန်တော်ဒီဒီ cumulated tag activity ပါအဲ့ကောင်ကတော့ဘယ်လိုလုပ်ရတာတုံးဆိုကျွန်တော်တို့ဒီကောင်ကပုံမှန်တိုင်းလေးပဲပုံပုံမှန်နဲ့ browser တို့ game store ပေးသွားရုံပဲဖြစ်ပါတယ်အထွေထူးလုပ်ဆရာမလို့ကျွန်တော်တို့ daily stat လေးတွေလည်းလုပ်ပေးသွားအဲ့ဆိုလို့ရှင်သူက auto ပြည့်သွားမှာပေါ့နော်ဒီဟာကြီးကိုအထွေထူး daily stat လုပ်တယ်လို့တော့အထွေထူးလုပ်ပြီးတော့ဖြည့်ရှင်းနေတယ်မလို့ဒီ go to complete ကိုနှိပ်လိုက်တယ်ဆိုရင်သူက game store ရဲ့ game store ခိုင်းမှာပေါ့နော်ဒီ game stat store ခိုင်းမှာဖြစ်ပါတယ်နော် okay အဲ့ဒါဆိုလို့ရှင်ဒီဟာလည်းနားလည်သွားလိမ့်မယ်လို့ထင်တယ်နော်နောက်တစ်ခု invite invite ကကျွန်တော်ပြောချင်တာမာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ invite လုပ်တဲ့အခါမှာပေါ့နော် brother တို့ ဒီတချို့သူတွေကကိုယ့်ထက်ဥပြီးဆော့ပြီးနေပြီဗောနော်ဆော့ပြီးနေပြီဆိုအဲ့ဆိုရင် brother တော့မေးတယ်ရှင်ကို invite ကိုကိုဘယ်သူကထည့်ပေးမှာလဲဗောနော်ကို invite ကိုဘယ်သူကထည့်ပေးမှာလဲဆိုတော့ကျွန်တော်ပြောချင်တာဒီလိုမျိုး online ကနေပတ်စံရတဲ့ game တွေဆိုတာကကျွန်တော်တို့လူတိုင်းမသိပါဘူးဗောနော်လူတိုင်းမသိပါဘူးကျွန်တော်တို့ဒီ TikTok live တုန်းကလည်းကျွန်တော်တို့ဒီရန်နေစုပြီး ကြားလိုက်ကြတယ်ခက်စားသွားတယ်ပေါ့နော်ဒါပေမဲ့လူတိုင်းလှုပ်တက်လာဆိုလူတိုင်းလှုပ်သွားတာမျိုးမဟုတ်ခဲ့ပါဘူးပေါ့နော်အဲ့ဒါမှမသိတဲ့သူတွေရှိနေဘယ်လိုမျိုးမသိရတဲ့ကြိုးကြိုးကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ဒီမိတ်ဆွေတငယ်ချင်းတွေအတီမိတ်ဆွေတွေနည်းနည်းအသက်ကြီးပိုင်းတွေပေါ့အသက်လက်ပိုင်းတွေပေါ့နော်အဲ့လိုမျိုးသူတွေတချို့မသိရတဲ့သူတွေရှိတယ်အဲ့လိုမျိုးသူတွေဘရာသာတို့ကဒီ refer ခေါ်ပါပေါ့နော်အဲအဘရာသာတွေအထားပါတော့အကိုယ့်ရဲ့ဆွေမျိုးထဲမှာပဲဖြစ်ဖြစ်အတီထဲမှာဖြစ်အာကျွန်တော်ဒီမှာပတ်စံရတဲ့ game လေးဆိုတော့တကယ်လည်းရတယ်သူများကြီးလည်းထုတ်နေကြတယ်ပဲအဲ့ဒါမှမဟုတ်ကျွန်တော် game လေးကိုစော့ပေးပါဆိုပြီးသူတို့ဖုန်းထဲကိုဒါကိုယ့်ရဲ့ refer code လေးနဲ့ဒါ download ဆွဲခိုင်းလိုက်ပေါ့နော်အဲအဲ့ဒါဆိုလို့ရှင်ဘရာသာတို့နဲ့ refer ရမှာဖြစ်ပါတယ်အဲ့တော့တခုပြောချင် င်တာပေါ့နော်ဒီလိုမျိုးဒီတော်တော်ဒီရင်တော့ဒီရန်ရောင်းတဲ့ community တွေမှာပေါ့ Telegram group chat တွေမှာတော့တွားပြီးတော့ link ချအနေနဲ့ထူးမှာမဟုတ်ဘာလို့လဲဆိုတော့တချို့သူတွေကကျတော့ကိုယ့်ထက်စောပြီးတော့ စော့ပြီးနေရဖြစ်တော့တာကို့ refer code ကိုဘယ်သူမှအဟုတ်လို့ပြီးဖြစ်ပြီးမှမဟုတ်ဘူးအဲအကြောင်းမို့လို့ brother ကိုနေရတကယ်အပြင်မှာရှိတယ်ပေါ့နော်ကို့မှာ brother တို့ဥမာအတိတ်တငယ်ချင်းတွေပေါ့တဲမှာဆိုလို့ချင်းဒီလိုမျိုး games ဟိုပေါ့နော်မစော့တဲ့သူတွေရှီကောင်းရှိလိမ့်မယ်အဲ့လိုမျိုးတွေတွားပြတကယ်အမှန်ကန်ပြောပေါ့နော်တကယ်လည်းပတ်စံရပါတယ်ကျွန်တော်ဒီ online မှာလည်းပတ်စံဒီ game ရဲ့နေထုတ်နေတဲ့သူတွေရှိတယ်ပေါ့နော်အဲအဲ့လိုမျိုးပြောပြီးတော့ခါကနန္နာပြောပြီးတော့တကယ်ပတ်စံရအောင်ဟိုရှင်းပြပြီးတော့ကို့ရဲ့ refer code ကိုထည့်ခိုင်းပေါ့နော်အဲ့လိုမျိုးလုပ်ပေးပါနော်အဲဆိုလို့ချင်း brother ကိုနေနေတကယ်ရဖာရပါလိမ့်မယ်ပေါ့နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်ပြောချင်တာဒီကောင်လေးဒီအသေးပုံအကြောင်းလေးကိုဆက်ပြော ောပြမယ်ဒီအသေးပုံကြောင့်လည်းဗာလဲဆိုရင်သူက10ခုပြည့်သွားလို့ရှင်ကျော်တို့ကဂိမ်းတစ်ပွဲဆော့လို့ရှင်အဲ့အသေးပုံလေး10ခါတစ်ခုနှုတ်သွားမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်10ခုရှိရဆိုဂိမ်း10ပွဲဆော့လို့ရမယ်တကယ်လို့အဲ့ရကုံသွားပြီဆိုလို့ရှင်ဘရာသောင်းနဲ့အချိန်စောင့်လို့ရတယ်ပေါ့နော်အချိန်မိနစ်20လောက်စောင့်လို့ရတယ်တကယ်လို့အချိန်မစောင့်ညင်မှုဆိုလို့ရှင်ကြောညာကြည့်လိုက် ပေါ့ကြောညာကို၄ခါလာမသိကြည့်လို့ရတယ်တစ်ခါကြည့်လို့ရှင်အသက်5ခုတိုးတယ်ပေါ့နော်၄ခါကြည့်ရဆိုငါအခု20လောက်တိုးသွားမှာပေါ့နော်အဲ့အဲ့လိုမျိုးနဲ့ဒီကောင်အသက်၄ရာကျော်တို့ကဆော့တိုးပြီးတော့ကြောညာကြည့်ပြီးတိုးဆော့လို့ရတယ်ပေါ့နော်တကယ်လို့အဲ့အသက်၄ကုံသွားပြီဆိုတော့ဂိမ်းကိုဆက်ဆော့လို့ရမှာမဟုတ်တော့ပါဘူးအဲ့တော့ဒီ ွန်ရခုနကျွန်တော်ပြောသလိုအဲ့ဂိုးကွန်ရကျွန်တော်တို့ဒီဂိမ်းဆော့လို့ရှိရင်ကျွန်တော်ကြော်ညာကြီးကြည့်ပြီးရလာမှာဖြစ်ပါတယ်အဲ့တော့အဲ့ရလာတဲ့ကွန်တွေကိုကျွန်တော်တို့အရင်သုံးမယ်နော်အဲ့ ဒီကောင်ဒီ level တွေဒီကောင် level 20နဲ့ level 30ရင်တော့ max level ဖြစ်အောင်တင်လိုက်ပါတင်ပြီးသွားရေဆိုရင်တော့အဲ့ဂိုးကွန်ရပါသုံးလို့ရအောင်ဆိုလို့ခွန်ကျွန်တော်ပြောလို့ဒီအပြာရောင်ကွန်ဖြစ်ပေါ့နော်ပြာဒီပြာရောင်ပတ်စံထုတ်လို့ရတာဖြစ်ကျွန်တော်တို့ပြောင်းပြီးတော့ထုတ်လို့ရပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ပြောချင်တာနောက်ထပ်ဘာတုံးဆိုရင်ကျော်ဒီ ADM ဆိုတဲ့ကောင်လေးပေါ့နော်ဒီ ADM ကနည်းနည်းတော့သူကတိုင်ပတ်တယ်ပေါ့နော်ဘလူးလုံးဆိုတော့ password ခံမှန်းရတာဖြစ်ပါတယ်အဲ့တော့သူကဒီမှာကိုကဒီအောက်ကသူက test ကနှစ်မျိုးရှိတယ် brother တို့ရာတော့ invite လုပ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ decryption အတွက် key ရမယ်ပေါ့နော်တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ brother တို့အနေနဲ့က daily test တွေပေါ့နော်ဆော့ပေးမှဆိုရင်လည်းပဲ daily တနေ့တာ daily test တွေပြီးအောင်ဆော့ပေးမှဆိုရင်လည်းပဲဒီက90 by 60ဆိုရဲဟာလေ60 by 60ဖြစ်သွားပြီပြည့်သွားရင်လည်းရမယ်ပေါ့နော်အဲ့ဆိုကျွန်တော်တို့ကဘယ်လိုလုပ်ရအောင်ဆိုတော့ဒီ decoration ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်တို့က password ကို auto တို့ကပြောပြပေးမှာပေါ့နော်အဲ့တော့ကျွန်တော်ပြောပြမယ်ဒီနေရာမှာကျွန်တော်တို့ browser တို့ကဒီမှာအမှန်ကိုသူကနှစ်ခုရွေးခိုင်းတာရှိတယ်ကျတော့အမှားသုံးခုရွေးခိုင်းတယ် brother ကိုကိုကြိုက်တာရွေးပေါ့နော်အဲ့တော့ဒီအမှန်ဒီဘက်ကဘာမှမပါတဲ့ box လေးကိုရွေးလိုက်မယ်ဆိုလို့ရှိရင်သူက password အမှန်ကိုကျတော့ပြောပြပေးသွားမှာဒီဘက်ကဒီ ၃ခုကိုဒီအမားကိုရွေးလိုက်တယ်ဆိုရင်တော့ brother တို့နေနေရအမား၃ခုသူကပြောပေးမှာပေါ့အဲ့တော့ကျွန်တော်ဘယ်လို recommend ပေးတော့ဆိုတော့ပထမတန်းပေါ့နော်ဒီပထမတန်းကိုတော့ brother တို့နေနေရအမှန်ပဲပေါ့နော်ဒီဒီဒီအမှန်အမှန် box လေးကိုပဲရွေးပေးပါပေါ့နော်ကျွန်တော်ပြတ်ပါမယ်ဒီမှာဒီပထမတန်းပြည့်ဖို့အတွက်ဆိုရင်တော့ဒီပထမဆုံးဒီအမှန် box လေးကိုပဲရွေးပေးပါပေါ့နော်အဲ့ဆိုရင်သူကဒီအမှန်လေးတွေကြီးသူကပြောပြသွားပြီးတော့ဒီ password လေးလုံးပြည့်သွားလိမ့်မယ်အောက်အတန်းကိုရောက်လာပြီဆိုရင်တော့ brother တို့နေနေရဘာလို့လဲဆိုတော့နောက်ပိုင်းကြာလို့ရှိရင်သူကဒီ exclusive ကနည်းနယ်လာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ get attempt ကပေးတဲ့ဟာ နဲ့နယ်လာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမှယူမိနိုင်ကြီးများတယ်ပေါ့နော်အဲအဲ့ဒါကြောင့်မို့လို့ browser နဲ့အမှားသုံးကိုယူလိုက်ပါအဲ့ဒါအမှားသုံးကို browser ယူလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီအမှားသုံးကိုသူကပယ်ပြီးသွားမှာဖြစ်ပါတယ်ပေါ့နော်ပယ်ပြီးသွားမှာဖြစ်ပါတယ်နော် okay အဲ့ဒါဆိုရင်ကျွန်တော်ဒီအမှားခြေလေးကိုနှိပ်လိုက်နောက်နောက်တစ်ခုကျွန်တော်တို့ကဘာကိုထက်လောက်အောင်လဲဆိုတော့ကျွန်တော်ဒီမှာ decoration ထပ်နှိပ်ပြီးတော့အဲဘာဟောပေါ့နော်အမှားသုံးကိုပဲထပ်နှိပ်လိုက်ပါပေါ့နော်အမားတုံးကိုပဲထပ်နေလဲအဲ့ဒါဆိုလို့ရှင် brother အုပ်အနေနဲ့ကဒီမှာ3480ဆိုတဲ့ဟာလေးပေါ်လာအဲ့ဒါဆိုရင်တော့ brother တို့အနေနဲ့ကဘယ်လိုပြောမလဲနောက်အချိန်နေမှာဆိုလို့ရှင်တော့ဒီ ဟိုပါပေါ့နော်အမှန်လေးတွေပဲရွေးပေးသွားလိုက်တယ်ဆိုတော့ဒါအပြည့်မြန်သွားမှာပေါ့နော်ကျွန်တော်ပြောနားလည်လာတော့မသိဘူးနော်ကျွန်တော်ပြောရှင်းနေမှာတော့ဘာလို့ရှင်းကောင်းရှင်းလိမ့်မယ်ပေါ့တေချာလေးနား ပြန်ပြီးတော့နားထောင်ကြည့်ပေးပေါ့နော်အဲအဲ့လိုမျိုးဖြစ်ပါတယ်အဲ့တော့ပထမဒဏ္ဍာရီကိုတော့ကျွန်တော်ကအမှန်လေးကြည့်ယူလိုက်ဒုတိယဒဏ္ဍာရီကျတော့ဒီအမှားလေးကိုသုံးချိန်လောက်ရေးပြီးတော့နောက်တစ်ခါဒီကျတော့အမှန်ကိုပဲရေးပြလိုက်တယ်ဆိုလို့ရှင် brother အုပ်အနေနဲ့အဆင်ပြေသွားမှာပဲဖြစ်ပါတယ်ပေါ့နော်ခုနကကျွန်တော်ပြောတယ်ဆိုရင်ဒီလေးလုံးမဲ့ဂျန်တော့ပါပေါ့နော်လေးလုံးမဲ့ဂျန်တော့ပါလေးလုံးမဲ့ဂျန်တော့ပါဆိုလို့ရှင်ကျွန်တော်ကအနောက်ချိန်မှာဆိုအမှန်လေးကြည့်ပဲကျွန်တော်ရေးပြသွားလိုက်လို့ရှင်ဒါဆိုဒီ withdraw ကဒါထုတ်လို့ရတော့မှာဖြစ်ပါတယ်ပေါ့နော် okay ဒါပတ်စံအပြာထုတ်တာပေါ့နော်အဲ့တကူပြောချင်တာတချို့တွေကဘယ်လိုဖြစ်တုံးဆိုတော့ error တက်ကြတယ်ပေါ့နော်ဒီပတ်စံအနီထုတ်လို့ရှင်ကျွန်တော် error တက်ကြ ြဘူးဒီမှာဆိုကျွန်တော်အနီးထုတ်မပြသေးဘူးပေါ့နော်တကယ်လို့ထုတ်လိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာပေးပယ်မေးတွေပါတွေထည့်ပြီးတော့ထုတ်လိုက်လို့ရတယ်ထုတ်ပြီးလို့ရှင်သူကချက်ချင်းတန်းပြီးတော့ပတ်စံမရောက်လာဘူးကျွန်တော် test တွေထပ်လုပ်ရသေးရပေါ့နော်အဲ test တွေဒီ progress ဘားလေးနဲ့ဒီနားမှာတော့ဘားတိုင်းလေးတစ်ခုပေါ်လာတယ်ပေါ့နော်အဲဘားတိုင်းလေးပြည့်အောင်ပြီးတော့သူက test တွေလုပ်ပေးရတယ်အဓိကတော့ gain sort ပေးရမယ်ကျွန်တော်ကြည့်ပေးရမယ်ပေါ့နော် machine တွေလုပ်ပေးရအဲ့လိုမျိုးဖြစ်ပါတယ်အဲ့တော့တခုရှိတာပတ်စံထုတ်တဲ့နေရာမှာ browser နဲ့ဘယ်လိုထုတ်ရလဲဆိုလို့ရှင်ကျွန်တော်တို့ဒီ paper တစ်ခါမှမဖွင့်ဘူးသေး ပေးပယ်နဲ့တခါမှမချိန်ဘူးသေးတဲ့မဖွင့်ဘူးသေးတဲ့မေးကိုထည့်ပြီးတော့ထုတ်လို့ရပါတယ်ရလာလို့ရှိရင်အဲ့ပေးပယ်တွေကိုပတ်ဆိုင်ချလာမယ်ချလာတဲ့လင့်ကိုဒီပတ်ဆိုင်ဝယ်တဲ့သူတွေဆိုပြန်ရောင်းလိုက်လို့ရှိရင်ဘရာသာအုပ်အနေနဲ့ပတ်ဆိုင်ရမှာပဲဖြစ်ပါတယ်အဲ့တော့တခုပြောချင်နောက်ဆုံးတစ်ခုနေပြောချင်တာဒီ setting ပုံစံလေးကိုနှိပ်ကြည့်လိုက်ပါနော် setting ထဲမှာဆိုဘရာသာတို့ဒီမှာအတန်တွေဘာတွေပြောင်းပိတ်ဖွင့်လုပ်လို့ရတယ်နောက်တစ်ခုကကြတော့ဘရာသာတို့ဒီ game ကိုဆော့တာအင်္ဂလိပ်လိုနားမလည်ဘူးဆိုဗမာလိုဆော့လို့ရပါတယ်အဲ့တော့ဒီ icon လေးကိုနှိပ်လိုက်ပါ အိုင်ကွန်လေးတော့နှိပ်လိုက်တယ်ဆိုလို့ရှင်ဘာသာတော့ဒီမှာကျော် language setting ထဲမှာကျော်မြန်မာပါပါတယ်ဗောနော်အဲမြန်မာပြောင်းထားပြီးတော့ဒီ game ကိုမြန်မာလိုလဲဆော့လို့ရပါတယ်ဗောနော်ဆော့လို့ရပါတယ်အဲ့တော့ဆိုတော့ဆော့လို့ရတယ်ဆိုတော့ဒီမြန်မာလိုပုံစံပြောင်းသွားမှာဆိုတော့ဘာသာတော့ပို့ပြီးတော့နားလည်လိုက်နိုင်တယ်ဗောနော် Okay နောက်တစ်ခုကကျွန်တော်ပြောချင်တာဒီကောင်ဗောနော်အဲဒီကောင်ကကျွန်တော်တို့ဒီမှာဆိုရင်သူက debt လဲပေးတာဖြစ်ပါတယ်အဲ့တော့ coin 9600ဝါရှိတယ်ဆိုလို့ရှိရင် K ကလည်းကျွန်တော်တို့က9600ဝါလဲပေးမှာဗောနော် 8K 9600ဝါကျွန်တော်ဒီထဲကိုသွားပေါင်းပြီးတော့ကျွန်တော်ဒီထဲမှာပတ်စံထုတ်လို့ရမှာပဲဖြစ်ပါတယ်ဗောနော်အဲ့တော့ကျွန်တော်ပြောချင်တာနောက်ပိုင်းစာဒီကောင်လေးတွေက level ဒီအောက်ကနှစ်ခုတည်း level မှတ်သွားပြီဆိုလို့ ရှင် brother ရတဲ့ဂိုးကောင်ရလဲဒါပတ်ဆိုင်နေပဲပေါ့နော် okay အဲ့ဆိုရင်ဒီ game လေးအကြောင်းနားလည်သွားမယ်လို့ထင်တယ်ခက်ခက်စီတော့မဟုတ်ဘူးအဲ brother တို့အနေနဲ့နားမလဲဘူးဆိုရင်တော့တေချာလေးရော ပြန်ပြီးတော့နားထောင်ပြီးကြည့်ပါအဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်ဘာလို့ပြောချင်တာ gain shot ပြမယ်ပေါ့နော်ဘယ်လို shot ရတာလဲဆိုတော့သူပြထားတဲ့ဒီ lag လေးရွှေ့ရတဲ့အတိုင်းပဲကျွန်တော်တို့ရွှေ့ပေးလိုက်ပါပေါ့နော်ဒါကျွန်တော် gain shot ပြမှာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးဒီလိုမျိုးလေးပေါ့နော် light စားပေးပါအဲ light ဒီဒီလည်း zombie လေးတွေပစ်ပေးပေါ့ဒီလိုလမ်းမှာပေါ်လာတဲ့ဟာလေးစားပေးလိုက်ပေါ့နော်အဲဆိုရင်ဒီလိုမျိုးဆိုရင်အလဲရဟာတွေရှောင်ပေါ့နော်အဲဒီမှာဆိုရင်ကျွန်တော်လူ၈ယောက်တိုးလာမယ်အဲအဲ့လိုမျိုးလေးပေါ့နော်ဒါရှောင်ပေးပါပေါ့နော်ဒီဘေးကကျွန်တော်ဒီ defend လေးတွေလည်းရလာမယ်အဲဒီမှာဆိုလက်နက်တွေပြောင်းသွားမယ်အဲအဲ့ဒီအဲ့ဒီတော့မနှိမ့်ရပါဘူးနော်အစားတွေပါတော့မနှိမ့်နဲ့ကျွန်တော် plus ပဲနှိမ့်ပါနော် လက်အကျွန်တော်အပေါင်းတို့အမြောက်တို့ပဲနှိပ်ပေးပါပေါ့နော်အဲ့ဒါဆိုရင်တော့ကျွန်တော်လူများလာမှာခု28ရောင်းနေကျွန်တော်လုပ်နေရပေါ့နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာပွဲတူတူလေးပဲပြီးသွားပြီပေါ့နော်အဲဒီလိုမျိုးလေးဆော့ပေးရမှာပဲဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှင် brother အနေနဲ့ဒီမှာသူကဒီလိုမျိုးပေါ်လာမယ်ပေါ်လာလို့ရှင် brother ဒီအောက်ကဒီမြားလေးပြေးနေတာအဲ့ငါးသားဖြစ်တဲ့နေအောင်နှိပ်ပေါ့အဲ့မှာကျွန်တော် brother အများကြီးရမှာပေါ့နော်2950ဒီရမှာဖြစ်ပါတယ်